များအားလုံးပဲမင်္ဂလာပါရှင်ရိုက်ကုံမျိုးတွင်းမှာကျင်းမပြုလုပ်လက်ရှိတဲ့ပွဲမျိုးမျိုးခမ်းနားမျိုးမျိုးကိုရိုက်ကုတင်ဆက်ပေးနေတယ်ရိုက်ကုံမျိုးကွဲကျယ်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ရိုက်ကုံမျိုးကွဲကျယ်စီစဉ်ကနေရိုက်ကုတင်ဆက်ပေးသွားမှာကတော့ရန်ကုန်မျိုးအင်းစိန်မျိုးနဲ့ရှိပီတာဆက်မှုစုံလေးအမှတ်120ဘင်းအောင်လဲမှာရှိရဲကန်ဆတ်ပိတ်မြန်မာဆက်အုပ်ဖုံးမခမ်းနားပဲဖြစ်ပါတယ်ဒီကန်ဆတ်ပိတ်မြန်မာဆက်အုပ်ဖုံးမခမ်းနားနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြချက်များကိုပရိသတ်များစုံလင်သိရှိဖို့အတွက်ရိုက်ကုံမျိုးကွဲကျယ်ဖွဲ့သားများရိုက်ကုတင်ဆက်ပေးသွားမှာမို့ဆက်လက်ကြည့်ရှုအားပေးပါအောင်ရှင် ပြည်သက်များရှင်ကန်ဆိုင်ပိတ်ဆက်ရုပ်ဖွင့်ပွဲခမ်းနားကိုစီမံကိန်းနဲ့ဗန်နိုင်းဝန်ကြီးဌာနဝန်ကြီးဦးမြင့်တောင်ပြည့်စင်ဆက်မှုလမ်းပန်းဆက်သွယ်ရေးဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးဒေါနီလာကျော်ဖန် Secretary of Japan Embassy in Myanmar Mr. Kasunari Mori ကန်ဆိုင်ပိတ်ဂျပန် Mr. Ironosan Managing Director ကန်ဆိုင်ပိတ်မြန်မာဦးအောင်ညွတ်တောင် Director ကန်ဆိုင်ပိတ်မြန်မာဦးအေချင်း ကန်ဆိုင်ပိတ်မှာတာဝန်ရှိလူကြီးမင်းများဖိတ်ကြားထားသောဧည့်သည်တော်များနှင့်စာနယ်ဇင်းမီဒီယာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များစုံစုံလင်လင်တက်ရောက်ခဲ့ကြပါသည်။စတင်ချိန်မှာတော့ကန်ဆိုင်ပိတ်မှာတာဝန်ရှိလူကြီးမင်းများကစက္ကလုံနှိပ်ဖွင့်လင့်ပြီးဖဲချိုးဖြက်ကအခမ်းအနားကို ဖွင့်လင်းခဲ့ကြပါတယ်။ ီနောက်မှာတော့ဂျပန်ယူရအကားလာများတူရိယာများနဲ့ကားပြဖြုတ်ပြီးခဲ့ကြပြီးဧည့်သည်တော်များကိုအစားအသောက်များနဲ့တက်ခင်းအပ်ခံခဲ့ကြပါတယ်ဆိုင်ပေကမ်နီလီမိတက်အနေနဲ့မြန်မာနိုင်ငံကိုစတင်ရောက်ရှိလာပုံနဲ့ပတ်သက်ပြီးတာဝန်ရှိသူတအူးကအခုလိုပဲပြောကြားပေးခဲ့ပါတယ်ရှင်။ あの関西ペイントはミャンマーで、えー、塗料の販売を始めたのは2010年暮れ2011年からです。အဲဒီကန်ဆိもと်ပ自動車用塗料が強くて、まあ日本の2台に1台は関西ペイント。えトヨタの最高級の例えば10台の9台は関西ペイント。レクサスの10台9台は関西ペイント。 というふうに非常に自動車に強いんですけどもそれではだけではなくて、え工業用というね一般の工業それから防食というインフラに使うものそれから建築それから自動車保修覚えれますかこれ全ての、ま総合ペイントというふうなメーカーです。 အာခန်းဆိုင်ပင်ရဆိုရင်ဒီငကိုမူလာဆိုရင်သူကကားတုတ်ဆေးနဲ့ပတ်သက်ပြီးတော့ဗောနော်အာစပြီးတော့နာမည်ကြီးလာတာပါအဲဂျပန်မှာဆိုရင်ဒီ Toyota ကားဗောနော် Toyota ကားကုမ္ပဏီရှိမယ်အဲ့ဒီမှာဆိုရင်အာနှစ်စီးမှာဆိုရင်ဒစီးရဆိုရင်ခန်းဆိုင်ပင်ရတုတ်ဆေးနောက်ပြီးတော့ဒီ Lexus ဗောနော်နာမည်ကြီးရဲ့ Lexus အမျိုးသားတွေမှာဆိုရင်၁၀စီးမှာဆိုရင်၉စီး အာကိုစီယာဆိုရင်ဒီခန်းဆိုင်ပင်ရဲ့တုပ်ဆေးတွေကိုအသုံးပြုပါတယ်။နောက်ဒါတွေမကဘဲနဲ့အမျိုးမျိုးသော infrastructure တွေဖြစ်တဲ့ဒီ steel တွေ၊တန်တဲ့ပိုက်လုံးတွေ၊နောက်ပြီးတော့ဒီတာမန်ဒီဆောက်ဝင်ဒီလူနေဆောက်အဆောက်ဦးတွေစတာတွေနောက်ပြီးတော့ဒီကားတုပ်ဆေးပေါ့နော်ဒီပစ္စည်းတွေစတာတွေမှာလည်းခန်းဆိုင်ပင်ဟာနေပြီးတော့မှများသောအားဖြင့်အသုံးပြုကြတာများပါတယ်။日本の会社で当然アジアには拠点が多くて強いんですけどもそれだけではなくてインド、中東、アフリカ それからヨーロッパ、アメリカ、全世界に強くって70拠点以上持ってるグローバルカンパニーです。70… 70拠点ね。70カ国、ね、はい。 အာဒီခုလက်ရှိခန်းဆိုင်ပင်ဟာဆိုရင်ဒီအရှိတောင်အာရှမှာတွေမဟုတ်ဘဲနဲ့အာဒီကမ္ဘာရဲ့ရဲ့ပေါ့နော်ဒီဟိုအနောက်တိုင်းရှိမယ်ယူရိုယူရိုရှိမယ်နောက်ပြီးအင်ဒိုအဲအိန္ဒိယန်ပေါ့နော်အိန္ဒိယန်ဘတ်တွေမှာရောနောက်ပြီးဒီတရုတ်ပေါ့နော်စတဲ့ဒီတစ်ကမ္ဘာလုံးမှာဆိုရင်ဒီခန်းဆိုင်ပင်ရဲ့ဒီအခွဲတွေဖြစ်တဲ့ဆိုင်ပေါင်းဟာဆိုရင်80ကျော်လောက်ကိုရှိနေပါတယ် ဆက်လက်ပြီးကန်ဆိုင်ပိတ်တခြင်းကိုအဆိုတော်ရွှေဖြိုးမောင်ကတီဆူဖျော်ပြခဲ့ပြီးတဲ့နောက်မှာတော့ဂျပန်တန်ရုံအမန်မစ္စတာကာဆူနာရီမိုရီကကန်ဆိုင်ပိတ်တုတ်စင်းနဲ့ပတ်သက်ပြီးကြွားရောက်လာတဲ့တာဝန်ရှိ လူကြီးမင်းများနဲ့ဧည့်သည်တော်များကို ရှင်းလင်းပြောကြားပေးခဲ့ပါတယ်အိမ်နောက်မှာတော့ ကန်ဆိုင်ပိတ်မြန်မာရဲ့ managing director ဦးအောင်ညွန်းတောင်းကကန်ဆိုင်ပိတ်ရဲ့တုတ်ဆီးမျိုးစားနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ က်လက်ပြီးအစ်စ်ဖွင့်လေးလိုက်တဲ့စက်ယုံများနဲ့စက်ပစ္စည်းများကိုကန်ဆိုင်ပိမ့်မှာတောင်းဝင်ရှိသူများနဲ့ကြွားရောက်လာတော့ဧည့်သည်တော်များက ကြိရှိလေးလာခဲ့ကြပါတယ်။ ရဲ့နာမည်ကတော့ဦးအောင်ညောင်တောင်ဖြစ်ပါတယ်။ကန်ဆန်းပိတ်မြန်မာကုမ္ပဏီလီမိတက်ရဲ့ Managing Director ဖြစ်ပါတယ်။အဲဒီတုတ်ဆီတွေကတော့အဓိကကတော့ကုန်ကျန်းပစ္စည်းပေါ့နော်။ကုန်ကျန်းပစ္စည်းတွေကတဘာပဝင်းချင်းကိုမထိခိုက်ဘူး။နောက်ဒီတုံးဆက်တဲ့သူတွေကိုမထိခိုက်ဖို့အတွက်အဓိကဒါစစ်ဆေးပြီးတော့မှတုံးဆက်ထားတာဖြစ်ပါတယ်။ကန်ဆန်းပိတ်ကို2010ကတင်သွင်းပြီးတော့မြန်မာပြည်ဈေးကွက်ကိုဖြတ်ချပါတယ်။အဲ့လိုဖြန့်ချီရနေပြီးတော့အခုဈေးကွက်မှာအတိုင်းအတာတစ်ခုနေရာရလာတဲ့အတွက် ဒီကန်ဆက်ဘိတ်ဂရုနဲ့နင်းဒီဇင်ကုမ္ပဏီပေါက်ဆက်ပြီးတော့ကန်ဆက်ဘိတ်မြန်မာဆိုပြီးတော့ဖက်ဆက်ကုမ္ပဏီတည်ထောင်ပြီးတော့ပြည်တွင်းမှာပဲထုတ်လုပ်ပြီးတော့ထံပြူးသွားမှာဖြစ်ပါတယ်အဲဥရောကုမ္ပဏီကတော့အဓိကကတော့လက်ရှိကန်ဆက်ဘိတ် product တွေကိုလည်းထုတ်လုပ်မယ်နောက်နှစ်နှစ်တစ်ကြိမ်လောက်မှာဒီသဘာဝပတ်ဝန်းကျင်နဲ့သုံးစွဲဓိတွေကိုအသုံးပြုနိုင်မဲ့သုံးစွဲအသစ်တွေကိုလည်းထုတ်လုပ်သွားမှာဖြစ်ပါတယ်အဲကန်ဆက်ဘိတ်ကဆိုလို့ရှိရင်ဒါနိုင်ငံတကာစင်တာမီ ပုံကျန်းပစ္စည်းတို့သုံးဆက်ထားတယ်နှိပညာရလည်းကောင်းတယ်တဘာဝပေါကျုံလည်းမထိခိုက်ဘူးနောက်ပြည်တွင်းမှာထုတ်လုပ်တာ ဖြစ်တဲ့အတွက်ဈေးနှုန်းကလည်းတင်းတင်းသွားမှာဖြစ်တဲ့အတွက်ဒါကန်ဆိုင်မိတ်ကိုဝယ်ယူအားပေးကြပါလို့ပြောကြားခြင်းပါတယ် က်ပြီးကန်ဆိုင်ပိတ်ရဲ့တာဝန်ရှိ လူကြီးမင်းများကစာနယ်ဇင်းရှင်းလင်းပွဲများပြုလုပ်ခဲ့ကြပါတယ်။နောက်မှာတော့စာနယ်ဇင်းမီဒီယာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များကတိလို့သမားတွေကိုမေးမြန်းခဲ့ကြပြီးကန်ဆိုင်းပိတ်မှာတာဝန်ရှိလူကြီးမင်းများက ြန်လည်ဖြည့်ကြားပေးခဲ့ပြီးတက်ရောက်လာတဲ့စာနယ်ဇင်းမီဒီယာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များကိုကန့်ဆန်းမဲ့များဖောက်ပေးခဲ့ကြပါတယ်ရှင်။ကိုနာမည်ဇေယျလေးမှာအကို New Anna Entertainment Agency ရဲ့ Managing Director ပါဒီနေ့အခမ်းအနားအပြင်ဆင်တဲ့ဖြောပြည့်တင်ဆက်မှုအစီအစဉ်တွေအကုန်လုံးအကိုတာဝန်ယူပေးထားတာပါ ဒီနေ့ပွဲပြုလုပ်ကျင်းပတာတော့ဒါကတော့ကန်ဆိုင်မြန်မာဆိုတာကတော့ဒီဆက်ယုံကန်ဆိုင်မြန်မာဆက်ယုံဖွဲ့ပါပေါ့နော်ကန်ဆိုင်ဆိုတဲ့အမှတ်တစိုက်ကတော့ဒီကဘာကျော်တဲ့စိတ်ဆိုတော့အားလုံးကသိပြီးသားပါဒါဂျပန်နိုင်ငံအင်တိုဆေးတွေကိုအခုမြန်မာပြည်ကနေပြီးတော့ဆက်ယုံတရားဝင်ဖွင့်လှစ်ပြီးတော့စတင်ဖြန့်ဖြူးတဲ့ဆက်ယုံတဲ့မိတ်ဆက်ပွဲလေးဖြစ်ပါတယ်ဒီနေ့ပွဲမှာတော့ဒီဖြော်ဖြေးရေးမှာတော့ဒီဂျပန်နဲ့ပတ်သက်တဲ့ယူရောပုံဖြော်ဖြေးတင်ဆက်မှုတွေပါတယ်နောက်ပြီးတော့ဟိုဂျပန်သချင်းဆိုတာတွေပါပါတယ်ကျန်တာတွေတော့ဒီတိုင်းပုံပန်လို့လေးလှုပ်ထားရှိတာမျိုးပါ သက်များရှင်ဒီကနေ့မှာဆိုရင်တော့ကန်ဆိုင်ပိတ်မြန်မာစက်ယုံဖွင့်ပွဲခဲနာကြောင့်ကိုပြည်သက်တွေအတွက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘ ഹു တုဒရဖွဲ့စိတ်ဝင်စားပွဲခဲနာတွေကိုရန်ကုန်မြကွင်းချေစီစဉ်ကနေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပြည်သက်များကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖို့ပြောကြရင်းနဲ့ရန်ကုန်မြကွင်းချေစီစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးတာယာပျော်ရွှင်တဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါသည်ရှင်။